လာပါရှင်။ကျမယနေ့ညွှန်ပြပေးမယ့်အကြောင်းအရာကတော့မြမဗုဒ္ဓဘာသာဝင်တရူတာနဲ့တရူတမီလေးတွေတရားရုံးမှာသွားရောက်ပြီးတော့လက်ထထိန်များတဲ့အခါမှာဘာတွေကိုယူဆောင်သွားရမလဲဆိုတာလေးကိုဒီဝီဒီယိုလေးကနေပြီးတော့ညွှန်ပြသွားမှာဖြစ်ပါတယ်ရှင်။ကျမကတော့အထက်တန်းရှင်နေတော့ညွှန်ထုံပေးဖြစ်ပါတယ်ရှင်။တရားရုံးမှာသွားရောက်ပြီးတော့လက်ထထိန်များတဲ့အခါမှာတရူတာဖြစ်တဲ့သူက အရွယ်ရောက်ပြီးရတဲ့သူဖြစ်ပြီးတော့အသက်၈၀နှစ်ပြည့်ဘူးသားသူဖြစ်ရပါမယ်သူတို့တမဖြစ်တဲ့သူကတော့အသက်20ပြည့်ပြီးတဲ့သူဖြစ်မယ်ဆိုလို့ရှိရင်တော့အုတ်ထင်းသူရဲ့ခွင့်ပြုချက်သဘောတူညီမှုကိုရယူစရာမလိုဘဲနဲ့တရားရုံးမှာလက်မှတ်ရေးထိုးပြီးတော့လက်ထပ်လို့ရပါတယ်ရှင် အကယ်၍သူတို့တမဖြစ်တဲ့သူကအသက်20မပြည့်သေးဘူးဆိုပါကအုတ်ထင်းသူ မိဘရှင်မျိုးတယောက်ယောက်ပေါ့နော်သူကအုတ်ထင်းနဲ့အုတ်ထင်းသူကသဘောတူညီမှုရမှာဒါနဲ့ရင်လက်ထပ်ထင်းများလို့ရတာဖြစ်ပါရဲ့ရှင်တရားရုံမှာသွားရောက်ပြီးတော့လက်ထပ်ထင်များတဲ့အခါမှာတရိုးသားနဲ့တရိုးသမီးဖြစ်တဲ့သူကမှတ်ပုံတင်မူရင်းကိုမူဆောင်သွားရပါမယ်။ဒါအပြင်မိမိလက်မှတ်ရေးထိုးမှလက်ထပ်စာချုပ်ကဆိုလို့ရှိရင်အနည်းဆုံးရုံးခွန်ပေါ်တော့300တန်းကတ်ထားပြီးတဲ့စာချုပ်စာတန်းဖြစ်ရပါမယ်။ မင်းမီလက်ထပ်ထိတ်များမယ်အမျိုးသားဖြစ်တဲ့သူသာတက်မတော်ရဲကတက်မတော်တက်မတော်သားဖြစ်မယ်မြန်မာနိုင်ငံမှာရှိရင်တက်မတော်သားဖြစ်မယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တူဦးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တဆိုင်ရာအကြီးအကဲရဲ့လက်ထပ်ထိတ်များမှုပြုလို့ရန်အတွက်ခွင့်ပြုချက်မဖြစ်မနေလိုအပ်ပါရဲ့ရှင်ဒါအပြင်လက်ထပ်ထိများမယ်တရုတ်တာနဲ့တရုတ်သမီးတွေအတွက်အနည်းဆုံးအတိတ်တည်နှစ်ယောက်ပါဝင်ရပါမယ်။အဲဒီအတိတ်တည်ဟာဆိုလို့ရှိရင် အဲ့ဒီအတိတ်တည်းဟာဆိုလို့ရှင်အသက်၁၈နှစ်ပြည့်ပြီတဲ့သူဖြစ်ရပါမယ်။အဲ့လိုမျိုးအသက်၁၈ပုံတွင်မူကြီးဆောင်လာပြီးတော့မိတုတဆောင်းဆွဲလာခဲ့ရပါမယ်ရှင်။ဒီလိုမျိုးတွေ ြည့်စုံပြီဆိုတာနဲ့တရားရုံးမှာတွားရောက်ပြီးတော့လက်ထပ်ထိမ်းများလို့ရနိုင်ပါပြီရှင်တရားရုံးမှာလက်ထပ်ထိမ်းများတယ်ဆိုတာကကျမတို့ကလက်ထပ်စာချုပ်မှာလက်မှတ်ရေးထိုးပြီးတော့တဆိုင်ကတရားသူကြီးကနေပြီးတော့ register တက်တင်ပေးတာဖြစ်ပါလေရှင်ဗုဒ္ဓဘာသာဝင်အနေနဲ့ရောတရားရုံးမှာလက်မှတ်မထိုးဘဲနဲ့ရှိနေရှိရဲ့နေရှိနေရှိရဲ့ရှိမှာတော့လကောင်းနောက်တစ်ခုကကြတော့ရက်ွက်ကျက်ကွက်လူကြီးရဲ့ရှိပါတော့လောက်ကောင်းလက်ထက်ထင်းများလို့ပြနိုင်ပါလားဆိုပြီးတော့မြင့်မြတ်ထားတာရှိပါတယ်ရပါတယ်ရှင်ညမဗုဒ္ဓ